ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Why Audio Channel ကနေပရိသတ်များအားလုံးကို ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခြင်း။ဒီနေ့မှာတော့စာရေးဆရာမမေချူးတွေရေးသားထားတဲ့ဝကြီးရှိရင်ကြေပါစေဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါရခြင်း။ဇလန်းလေးကိုမစားတည်ခင်မှာကျမတို့ရဲ့ Channel ကနေအချစ်အလွမ်းရက်တာမျိုးစုံနဲ့ဖြစ်ရမယ့်ဇလန်းပေါင်းများတာကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒီလိုဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ရအောင်နော်။ဟင်အကိုနင်ဘာလုပ်တာလဲ။ကျဲဦးအိမ်နေစင်မှာသူမကိုတို့ထိကြိုက်တွေ့လာတဲ့တစုံတယောက်ကြောင့်လန်နိုးလာခဲ့တယ်။ကျဲဦးဆိုတာ73နှစ်အရွယ်အပြိုဘော်ဝင်စားမိန်းကလေးဖြစ်ပြီးအိမ်ထဲမှာတော့အမေတူအဖေခွဲမုတ်ဆိုးပုံအကိုဖြစ်သူနဲ့ အတူနေထိုင်သူလည်းဖြစ်ပါတယ်။ကျေးဦးအကိုဖြစ်သူကို သူမရဲ့အိမ်ငယ်အတွင်းမှာတွေ့လိုက်ရတာကြောင့်ထိတ်လန့်စွာအော်လိုက်မိတယ်။ကျော်မြင့်ကညမဖြစ်သူကိုရှင်ရှင်စားစားကြည့်ပြီးကျေးဦးမျက်နှာလေးကိုတို့ထိကြိုက်တွေ့လိုက်ပြီးတော့သူ့ရဲ့ရှက်အင်ကြီးကိုဆွဲချုပ်လိုက်လျင်ကျေးဦးအလန်တကြားထပြေးရန်ထလိုက်ချိန်မှာတော့တံမာတဲ့ကျော်မြင့်ရဲ့လက်တွေကကျေးဦးကိုလှမ်းဆွဲလိုက်ရာကျေးဦးခန္ဓာကိုယ်လေးကျမ်းပြေပေါ်ကို ိုလဲကြာသွားပါတော့တယ်။ငါတို့အတူနေကြရအောင်လေကျေးဦး။အလိုရမတ်ဆန်စွာ ပြုတ်မူလာတဲ့အကိုဖြစ်သူကြောင့်ကျေးဦးရုံးကန်အော်ဟစ်နေတော့လဲအရာမရောက်တော့ပေ။ဘဝဆိုတာခါတိမှုဆိုရင်အရွယ်မတိုင်ခင်ကျေးဦးကြုံတွေ့လိုက်ရတဲ့အဲ့ဒီအကြောင်းအရာကအတော်လေးကိုမှခါတိလွန်နေပါတော့တယ်။မှုံတိုင်းကြီးဆွဲစားချိန်မှာတော့ဖျို့ပရေဖြစ်နေပြီ။ညံ့နှွမ်းနေတဲ့ခန္ဓာကြောင့် ကျေးဥနှမျောတက်တာစွာငိုဆိုင်မိပါတယ်။ဘသူကထင်ပါနဲ့။မိမိဘွားကတပားသူဖြက်စီမခံရလေပဲ။တွေ့တာအရင်ချာအကိုဖြစ်သူရဲ့ဖြက်စီခြင်းကိုခံရမယ်လို့မိမိဘွားကိုနာကြည်လွန်း၍ကျေးဥအတန်တိတ်ဆိုင်ကိုနေမိတယ်။ကျေးဥငိုနေတာကိုကြော်မြစ်ဆက်လိုက်ဖွာရင်ထိုင်ကြည့်နေမိပါတယ်။ခဏအကြာတော့ဆက်လိုက်မိကိုယ်တွေကို အားရပါးရမှုတ်ထုတ်လိုက်ပြီ။နင်ငါ့ကိုနားညောက်တိတ်မလုံးနဲ့နော်။ ငါအရန်တွေနားကြီးတယ်။အေးပြီးတော့နေကိုပြောရအောင်မယ်။အခုကိစ္စကိုဘယ်သူ့ကိုမှနင်ဖွားမယ်မစင်စားနဲ့။ဖွားလိုက်ရင်တော့နင့်ကိုငါအသေးတက်မှာနော်။အထူးသဖြင့်အမေကိုနင်လုံးဝပြောဖို့မစင်စားနဲ့။မောင်ပြန်နာကိုကင်ပြရင်ချိတ်ချောင်းလေးသူကကျေးဦးရဲ့အကိုဟုတ်ပါလိမ့်စား။ကျေးဦးမှာဘာစကားမှမဆိုတာလေးပဲ။နာကျင်လုံး၍ဝမ်းနဲ့စားတာ မိုးဆိုင်နေမိပါတယ်။ရက်ဆက်တဲ့ကကြမရဲ့ဘေဘွားကဝစ်ကြွေးတွေများလဲနော်။ထိုနေ့တညလုံးကျေးဥဆိုတော့လုံမငယ်လေးရဲ့မိုးဆိုင်တန်တဲတဲကဝမ်းနဲ့နာကျင်ခြင်းတွေနဲ့ရောထွေးနေရတာကိုဘသူသိနိုင်ပါ रे ။သားတို့တမီးတို့ရဲ့အမေပြန်လာပြီလေ။အမေအတန်ကိုကြားလိုက်ရတာကြောင့်ကျေးဥတွေ့တွေ့ငင်းငင်းလေးဖြစ်နေရမှာအရှိကိုထွက်လာခဲ့တယ်။အမေ ဂျေဦးအိမ်ချံဝင်းထဲကိုဝင်လာတဲ့မိခင်ကိုတွေ့လာရတာကြောင့်ဝမ်းနဲ့ပက်လက်နဲ့အိမ်အောက်ကိုပြေးဆင်လာခဲ့ပါတယ်။အမေကိုတွေ့တဲ့အချိန်မှာမိမိကိုမိမိဖြစ်မစင်နိုင်ဝမ်းနဲ့မှုနဲ့အတူမိခင်ကိုပွေဖက်ကငိုလိုက်မိတယ်။ဒေါ်ရင်တို့ကမိမိကိုဖတ်တွေကငိုရှိုက်လာတဲ့သမီးကိုစိုးရိမ်သွားကဘာဘာဖြစ်တာလဲသမီးငယ်ရဲ့အမေကျေးဦးမိခင်ကိုတွေ့လေ ိမိဘွားကို တွေ့ပြီးမဖြစ်နိုင်ဖြစ်ရတာကြောင့်မိခင်ရင်ဝင်ကိုတင်းတင်းဖက်ရင်ငုံမြဲတိုင်းငိုနေမိပါတယ်။ဘာဘာဖြစ်တာလဲသမီးလေးအမေကိုပြောစမ်းကျေးကျေးကျေးမမေကိုလွမ်းလို့ပါသမီးငယ်ရဲ့ကလေးကလာဆူစကားကြောင့်ဒုံရင်တို့သမီးငယ်ကို ပြန်လဲပွေဖက်ရင်အမေပြန်လာပြီလေသမီးရဲ့အရင်လဲအမေသွားနေကြပဲလေအမေအရင်ကဆိုသမီးတော်လေးကိုခေါ်ထားခဲ့တာ ခုသမီးအကိုပြန်ရောက်နေလို့သမီးအကိုကိုထားခဲ့တာလေ။ဘာတွေဝမ်းနေနေတာလဲသမီးရဲ့။ဘာမှမဟုတ်ပါဘူးမေမေရဲ့။ဂျေဦးအမှန်တရားကိုဖွင့်ပြောခြင်းတော့လေ။စကယ်လုံးတို့ကလေချောင်းဝါမှာတစ်ဆူနေတယ်။စကယ်လုံးတို့ထွက်ကြမလားလေးပဲ။ရင်ထဲတွေမှာတိမ့်ထားရတဲ့အတွက်ဂျေဦးအတွက်အလွန်မှခက်ခဲလွန်ပါတယ်။ထိုးကြောင်မယ်။ထိုးစကားတို့ကို မပြောလေပဲ။ရင်ကုန်နှုတ်ပိတ်နေခဲ့ရပါတယ်။ သူမတို့အတွက်စီးပွားရှာနေတဲ့အမေကိုလည်းစိတ်ဆင်းရဲမှုတွေမပေးခြင်းခဲ့တော့ပေထို့ကြောင့်တချို့အရာတွေကိုရေငုံနှုတ်ပိတ်နေတော့မယ်လို့သူမဆုံးဖြတ်လိုက်မိပါတယ်ဒေါ်ရင်တို့ကိုယောင်သွားလေတိုင်းကြော်မြစ်တယောက်ကျေးကိုအချိန်မောင်းများစွာတာမယပြူကျင်ခဲ့တယ်အချိန်တွေကြာလာလေတော့မဖုံးနိုင်မဖိနိုင် အနေထားတစ်ခုကိုရောက်လာခဲ့ရတယ်ဒီကိုဝင်ဘယ်သူနဲ့ရတာလဲငါ့ကိုပြောစမ်းကျေးဦး တော်ရင်တို့တရားခလေးတတအရွယ်သမီးကိုကြည့်ပြီးရင်တွေနားနေရတယ်။ကျေဦးတရားဘာတခွန်းမှမပြောတတ်တော့လေးပဲ။မျက်ရည်တွေကြားရတာငုံမိပါတော့တယ်။မတည်ဘူး။တိလေကျေဦးမပြောဘူး။ဘာမမေရဲ့ရိုက်ချက်ကပါပြင်မောကြောက်လာတာကိုသိလိုက်တော့လေကျေးဦးရင်ထဲမှာတော့နာကျင်ရင်းတွေနောက်ထပ်မရှိတော့ဘူးထင်ပါရဲ့အသားနာတာထက်ရင်ဘက်ထဲကနာတီနာကျင်မှုက ကျေးဥအတွက်ပုံမပြင်းထန်နေပါတယ်။နာကျင်လွန်းလာတဲ့ရင်အဆုံကြောင့်ကျေးဥဘာစကားမှထွက်ကြမလာခဲ့တော့ဘူး။အမေကမင်းမနေနဲ့။အနေမတက်အထိုင်မတက်ဘလောက်တော့ကဲနေလို့မဖုံးနိုင်မဖိနိုင်ဖြစ်နေလဲမှမသိတာ။ဘယ်နဲ့မိကလေးဖြစ်ပြီးကလက်တက်တက်နဲ့ထိုးစင်ပြောလိုက်တဲ့ကြော်မြင့်စကားကြောင့်ကျေးဥနှက်ခမ်းတွေကိုဖိကိုက်ထားလိုက်ပြီ။မီးတောက်နေတဲ့မြေပေါ်များနဲ့ကြော်မြင့်ကိုကြည့်နေမိတယ်။ မိမိကြောင့်မလားဟုသောအတွေးကိုမတွေးလေပဲရရဆက်ဆက်သူမကိုချိုးဖဲ့ပြောလာတဲ့အကိုဖြစ်သူကျော်မင်းကိုတက်ပြစ်ခြင်းနဲ့စိတ်တွေကိုကျေးဥ်မနဲ့ချုပ်တီးထားရလေတဲ့ကျေးဥ်ဘွားကိုအမဲဆက်ဆိုးခဲ့တဲ့လူကအဲ့ဒီလူကျေးဥ်အမုန်းဆုံးလူကထိုးလူတစ်ချိန်ချိန်တော့ကျေးဥ်ထိုးလူကိုလက်တော့ပြန်ဝေးရပါရစီကျေးဥ်ခလေးဖြတ်ချလို့တေးပြီအဲ့ဒီတဲ့င်းကဇီတော့ရွာလေးမှာ ိုးလေးတကြောကြောပြန့်နှံ့လို့သွားပါတယ်။ဟဲကောင်မလေးကလည်းအကိုနဲ့အမေကိုမှမတနာအေးကုတ်ကုတ်ကလေးနဲ့ကုတ်ကမြင့်ပဲ။ဟုတ်ပါအေးကြော်မကောင်းကြားမကောင်းရက်သေးရွာတယ်။ကိစ္စကြီးငယ်တစ်ခုပေါ်လာရင်အတင်းဖြင်းပြောတတ်တဲ့ဒီကလူသဘာဝမဟုတ်လား။ဒေါ်ရင်တို့မှတော့တမင်းငယ်ရဲ့အဖြစ်ဆိုးကြောင့်ရင်ခွဲပက်လက်ခံစားနေရချာတယ်။ကြော်မြင့်ကတော့အေးအေးလူလူအတောက်စားမပြတ် ျော်မြူးနေခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့သူရှင်းရမယ့်အရှုပ်တစ်ခုရှင်းသွားပြီလို့သာသတ်မှတ်ခဲ့ပုံရပါတယ်။ကျေးဥ်ကွယ်လွန်ပြီးဆယ်ရက်မြောက်နေ့မှာဒေါ်ရင်နှုထူးဆန်းစွာအိမ်မက်မခဲ့လေတယ်။အိမ်မက်ထဲမှာတော့ကျေးဥ်ကသူမစီရောက်လာပြီ။အမေကျော်မြင့်ကိုတက်ပေးပါ။ကျော်မြင့်ကိုတက်ပေးပါအမေ။ဟင်ဒေါ်ရင်နှုအဲ့ရာကလန့်လို့လာလေတော့ သူမရဲ့နှာခေါင်းနဲ့အပုံနဲ့တချို့ကထောင်းကနေနှာခေါင်းမှာတိုက်လိုက်ရလိုက်ရတယ်။တမီလားတမီလေးရှိနေတာလားယင်တူတူရှာရှာဒေါ်ရင်နှုရဲ့အမေစကားအဆုံးမှာကြော်မြင့်တယောက်ဝမ်းကောင်းတန်ကြီးချီ၍អော်ပါတော့တယ်။အာအမေရေကဲကဲပါကြော်မြင့်ရဲ့အတန်းကြောင့်ဒေါ်ရင်နှုလက်နှိုက်တမီမှိန်ပြပြလေးကိုယူကကြော်မြင့်အိတ်နေတဲ့အခန်းရှိရာကိုကူးခဲ့လေတယ် ဘာဖြစ်တာလဲကြော်မြင့်တကောက်ပွင့်သံမိခင်ရဲ့အတန်ကိုကြော်မြင့်ကြားလီတော့အားတက်သွားကအခန်းတကားပွင့်ကမိခင်စီပြေးလာခဲ့တယ်။အာအခန်းအပြင်ရောက်ခါနီးတကားအပေါဝမှာတွေးလိုက်ရတဲ့ကြေးဥကြောင့်လက်ကအော်မိလိုက်ရပြန်တယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုတလှမ်းချင်းပြေးဝင်လာတဲ့မိခင်တော်ရင်နှုတ်ကို တွေးလိုက်ရ၍ကြော်မြင့်ရဲ့ကြောက်စိတ်များအနှဲငယ်ပြေလျော့သွားရတယ်။အမေ အမေတားစီလာတယ်။ဝမ်းသာအားရနဲ့မိခင်ဖြစ်သူကို စကားဆိုလိုက်သူကကြော်မြင့်ဖြစ်နေလေတယ်။နင့်ကြောင့်နင့်ကြောင့်ငါသေးရတာနင့်ကိုငါတက်မယ်။အမေအမေတားလေဗျာအမေတားလေဟာဟာကျဲလောက်သွားရီမောတန်တခုနဲ့အတူ ပြောလိုက်တဲ့စကားကငါနင့်အမေမဟုတ်ဘူးကျေဥဘာကျဲလောက်သွားထပ်ပေါ်လာတဲ့ ကျော်မြင့်ရဲ့အတန်ကအိမ်တစ်ခုလုံးကိုဟိတ်ထက်သွားရလေတယ်။လူကကြောက်တူးတွေတုံးကချွေးစည်းတွေပါထွက်လာရတယ်။ငါ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 တောင်းမှန်ပါတယ်ကျေးဦးရဲ့။ငါ့ကိုခွင့်လွတ်ပါဟာ။နင့်ကိုငါတတ်မယ်။နင့်ကိုငါတတ်မယ်။လက်ကြီးနှစ်ဖက်ဆက်တန်းကသူ့ရှိကိုတိုးလာတဲ့ကျေးဦးကိုကြည့်ပြီးကျော်မြင့်အသက်ပင်မှန်မှန်မရှူရဲလောက်အောင် ထိမ့်လန့်နေရလေတယ်။ဟွန်းဟာဟာနင့်အခုတော့ ကြောက်နေပြီပေါ့နင့်ကိုငါတတ်မယ်အာကြော်မြင့်တရားတမိုးပြင်းအောင်ကအခြေတန်းချိအလေးရဲ့အပေါ်တန်းအမြင့်ရန်တာကနေအောက်ကို ခုန်ချလိုက်မိလေတယ်ခုန်ချလိုက်တယ်ဆိုလျင်မင်းလူကအရက်တောက်ထားတဲ့အချိန်ညာမြေပြင်ပေါ်မရှုမလားပြစ်ကြသွားရလေတယ်အာအာဟုသောတန်ရှင်ကြီးတန်ကြီးနဲ့အတူကြော်မြင့်ပါဇက်ကနေသွေးတွေထွက်ကြလာက တဖြည်းဖြည်းကြော်မြင့်ငြိမ်ကြသွားရလေတဲ့ဟွန်းဟာ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 အီဒီကိုပဲကျေးဥသဘောကျသွားကြည့်ပြီး အကွဲနေတဲ့အတန်ကြီးနဲ့ဟားတိုက်ရင်မောနေပါတော့တယ်ဟဲ့လောက်ကြပါအောင်တိတ်ပြီလားမသိဘူးဘယ်သူမှမရှိကြဘူးလားမသိဘူးထပ်ပေါ်လာတော့ဒေါ်အေးစိတ်စကားကြောင့်အိမ်ကြီးနာချင်းအတော်များများဒေါ်ရင်နုခြံဝိုင်းလေးတဲကိုရောက်လာရတယ်ဒေါ်ရင်နုဘယ်မှာလဲ လူအုပ်ကြီးထဲမှာလူလက်ပိုင်းအမျိုးသားတယောက်အမေစကားကြောင့်ဒေါ်အေးစိတ်တယောက်ဒေါ်ရင်နှုကိုတရီရသွားမိတယ်။ဟဲ့အိမ်မော်တယောက်လောက်သွားတက်ကြည့်ပါဦး။ရင်နှုတခုခုဖြစ်နေပြီလား။ဒေါ်အေးစိန်ရဲ့စကားအဆုံးမှာဇိုးအိမ်မော်ပြေးတက်သွားလေတယ်။ဒေါ်ရင်နှုဒေါ်ရင်နှုဟာအတော်ကြော်မြင့်ပြုတ်ကျသွားတဲ့အခန်းထဲမှာဒေါ်ရင်နှုလဲကျနေတာကိုဇော်ဦးအန်ဩစာတွေ့လိုက်ရတယ်။တောက်တောက်မြောက်မြောက် ဘာတခုမှမစဉ်းစားနိုင်လေးပဲဒေါ်ရင်နုကိုပြေးပွေလိုက်မိတယ်ဒေါ်ရင်နုဒေါ်ရင်နုဟင်ဒေါ်ရင်နုတတိမိတ်နေရာမှာတတိပြန်ရလာကဘလို့ဖြစ်လို့နင်ကအတော့သာတည်ပြီဗျဟမ်တားတည်ပြီဟူသောစကားကြောင့်ဒေါ်ရင်နုနားတွေဥသွားကရင်တွေတုံးလာရလေတယ်မြဝုံးအိမ်မှာမျက်ရည်များဝေ့တီလာကဟုတ်ဟုတ်လို့လားစောဦး ကတုံကရင်ဖြစ်နေတဲ့တော်ရင်နှုတ်ကိုဇော်ဥတနာကယုနာတက်စွာကြည့်ပြီးတက်ပြင်းကိုခြိုက်လိုက်လေတယ်။ပြီးမှအတော်မယုံရင်ဒီအခန်းတကားကငုတ်ကြည့်လိုက်ပါအတော်။ဟင်တော်ရင်နှုတ်လဲဇော်ဥပြောတဲ့စကားအတိုင်းအခန်းအပေါက်ကနေငုတ်ကြည့်လိုက်လေရ။အိုးတားကြီးလောလောလတ်လတ်တမိတယောက်ဆုံးချုပ်ထားရတဲ့သူမအတွက်ကတော့တားတယောက်ပါထပ်မံဆုံးချုပ်လိုက်ရတဲ့အတွက် ပနာစာကြီးလိုတောကအပူမီးတွေတောက်လောင်ခဲ့ရပြန်ပါတယ်။ဒါတားကြီးလူအများကြီးကြားမှာတားဖြစ်သူရဲ့ရုံလောင်းကိုပြေးပွေလိုက်တဲ့သူကတော့ဒေါ်ရင်တို့ဖြစ်ပါတယ်။တားကြီးတားကြီးကအမေကိုထားခဲ့ပြန်ပြီဟုတ်လားခေါ်သွားပါလားအမေကိုတခါတည်းခေါ်သွားကြပါလားတားတို့သမီးတို့ရဲ့လာပင်မကူးလေးပဲတားကိုရော သမီးကိုရော ဆုံးရှုံးသွားရတဲ့တော်ရင်တို့ရင်ထဲက ောကအပူမီတွေက ပြောပြလျင်လဲစာဖွဲ့ရင်မရနိုင်တော့ဘေးလောကကြီးအလဲမှာသားနဲ့သမီးမရှိပဲသူမတယောက်တည်းရက်တီဖို့ဆိုတဲ့အတွေးကတွေးမိလေလင်းကြောချမ်းစရာဖြစ်နေပါတယ်အမေခန့်ငငယ်ကလေးမလေးတယောက်ကဒေါ်ရင်နှုအနားကိုတိုးကလာကဒေါ်ရင်နှုအရှိကိုထိုင်ရင်ငိုရှိုက်လာတယ်ကျေးဥကျေးဥကိုခွလွတ်ပါအမေ ဟင်ကျေးဥဆိုသောအမိနာမကြောင့်ဒေါ်ရင်တို့အကြည့်တွေထိုကလေးမလေးစီရောက်လာရလေတယ်။တမီတမီလားကျေးဥဝင်းငယ်ဝင်ရောက်ပူကတ်နေတဲ့ကောင်မလေးကဥကောင်းကို အသာနှိမ့်ပြကတမီအမေတမီပါအမေဒါပေမဲ့လေကိုကျော်မြင့်ကတည်တင်းတဲ့လူအမေဟမ်ကျေးဥထံမှာအထူးဆန်းစကားကြောင့်ဒေါ်ရင်တို့အံ့ဩနေရတယ်ထွီး ကြော်မြင့်မျက်နှာကိုစတွေးပြင်လှန့်ထွေးလိုက်ပြီဒီလူရောက်มาကြောင်းတမီးဘဝပြည့်ရတာမမေရဲ့ဟင်မထင်မှတ်ထားတဲ့အဖြစ်ပြက်မှုဝိုင်းနေတဲ့လူအုပ်ကြီးလဲအံ့ဩမဆုံးဖြစ်ရတယ်လို့မိခင်ဖြစ်သူလဲရင်ထုမနာဖြစ်ရလေတဲ့အဲ့လူရောက်มาဗောအမေမရှိတဲ့အချိန်တမီးဘဝကိုဖျက်ဆီးတာ အမေယုံကြည်ပြီးထားခဲ့တဲ့အမေသားကတမီးကိုချိတ်ချောက်ပြီးစော်ကားတာ စကားအဆုံးမှာကျေးဥဖြစ်ပြက်ခဲ့သည်များအားလုံးကို ပြောပြလိုက်ပါတယ်။အိုးဖေဟာဖေဟာတော်ရင်တို့ကိုရင်ဘက်ကိုဖြီး၍သာဖေဟာတားလိုက်မိသေးတယ်။ကျေးဥပြောပြတဲ့စကားတွေကိုနားထောင်ပြီးတော်ရင်တို့မယုံနိုင်သလိုဖြစ်ခဲ့ရသလိုဆက်ဆုပ်ယူချဖွယ်ကောင်းလာတဲ့တားဖြစ်သူရဲ့လောက်ရများအတွက်လည်းယွန်ရှာမိလေတယ်။လူကမွေးသည်တားဖြစ်သူရဲ့ခွေးစိတ်ပေါက်ကမယိုင်းမှုကို စောစောစီစီတီးခွမရတဲ့အတွက်လဲနောင်တရမိတယ်စောစောစီစီတီးခဲ့လေလင်းလဲသူမကိုတိုင်းမဲအသက်ဝိညာဉ်နှုတ်ပြမိမှာဖြစ်တယ်အခုတော့အဲ့ဒီလူယုံမှာကြောက်အပြစ်မဲ့တဲ့တမီလေးအသက်ဆုံးချုပ်ခဲ့ရတဲ့အဖြစ်ကဖြစ်မဆန်နိုင်တဲ့ဖြစ်ရက်တစ်ခုဖြစ်ခဲ့ရလိမ့်ပြီဖြစ်ပါတယ်ဒေါ်ရင်နုတယောက်ကျော်မြင့်ရဲ့နာရီကို ကောင်းမွန်စွာတကြိုပေးခဲ့ပြီးရက်လေဆုတ်တဲ့အထိကိစ္စအဝါဝါကို ြီးကြီးကြီးအထိဆောက်ရွက်ပေးခဲ့ပြီးသူမသာသနာ့ဘောင်တို့အပြီးဝင်ခဲ့လိုက်တယ်။သာသမီတွေမရှိတော့တဲ့ဘဝမှာသူမအဲ့အတွက်အေဂျင့်နဲ့အရေးကဖျားအရေးတခုသာရှိပါတော့တယ်။သာသနာ့ဘောင်မှာအေဂျင့်ကတရားအထုတ်ရင်တရားဘာဝနာနဲ့သာ သူမမွေရနေတတ်ခဲ့ပြီးဖြစ်ပါတယ်။ကြုံရင်ကြုံသလိုတော့ကလေးငယ်တို့ရဲ့မိဘတွေအားသူမရဲ့တာသမီနှစ်ယောက်အကြောင်းအားပညာပေးအနေနဲ့ပြောပြတတ်ခဲ့ပါတယ် အဲ့ဒီလိုပြောပြမိလေတိုင်းတမီးငယ်လေးဂျေဦးအတွက်သူမဆူတောင်းပေးမိတာကဝစ်ဂျေရှိရင်ဂျေပါစေဟုတ်ကဲ့ပါရှင်စာရေးဆရာမမေချူးတွေတွန်တင်းမြေရေးသားထားတယ်ဝစ်ဂျေရှိရင်ဂျေပါစေဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကတော့ဒီနေရာမှာနေမဲ့ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်းလေးကိုနားဆင်ပေးကြသူတိုင်းစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမဤပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်